မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာအာနာသိန်းစစ်တပ်က NLD ပါတီဝင်တွေကိုဆက်တိုက်ဖမ်းဆီးတာတွေလှုံ့ဆော်နေတယ်လို့ဒေသခံတွေက The Nation Voice ကို ပြောပါရယ်။2025ခုနှစ်မေလ25ရက်နေ့ကနေဇွန်လ14ရက်နေ့အထိ NLD ပါတီဝင်5ဦးထိဖမ်းဆီးခံထားရပြီးနောက်ထပ်ပါတီဝင်2ဦးရဲ့နေအိမ်တွေကိုဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။ ဖန်ခင်ရသူတွေထဲမှာတချို့ကလက်မှတ်ထိုးပြီးနေနေကြသူတွေတချို့ကကြတော့ဆက်ဆက်တယ်ဆိုပြီးဖန်တာတွေဖြစ်မယ်လို့ဒေတာကန်တူကတနေရှင် voice ကိုပြောပါရယ်မေလ25ရက်ကပွင့်ဖြူမြို့နယ်တဲကအင်းကုန်းရွာသားကိုကျော်မင်းဦးနဲ့ရွာခိုင်ရွာသားတယောက်ကိုဖမ်းဆီးခဲ့ပြီးနောက်ဇွန်လ12ရက်မှာပေရောကျောင်းကုန်းရွာကကိုစိန်ကလာကိုညွန်ဝင်း ဇွန်လ14ရက်မှာညောင်မင်းဆောက်ကြေးရွာသားကိုကျော်ဆန်းတို့ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။မေလ25ရက်ကဖမ်းဆီးခံထားရသူတွေနဲ့ဆက်ဆက်တယ်ဆိုပြီးမေလ26ရက်မှာရွှေဘိုကြေးရွာကနေတချို့ကိုဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အာနာသိန်းစစ်တပ်နဲ့ပြူစောထီးတွေကចောင်းကုန်းကြီးကြေးရွာမှာအထိုင်ချပြီးဖမ်းဆီးနေတာဖြစ်ကား ဖန်စီခံရသူတွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဒေတာကန်တွေစီကသိရပါတယ်။ဒါအပြင်ဘာကြောင့်ဖန်စီခံရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့မသိရသေးဘူးလို့နှိဆက်သူတွေစီကသိရပါတယ်။